ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာမနေ့ကကျင်းပခဲ့တဲ့1 Friday 510ပြိုင်ပွဲမှာကျွန်တော်တို့ရဲ့မြဝဖိုက်တာထွန်းမင်းအောင်နိုင်ပွဲရအောင်နိုင်ခဲ့ပါတယ်အဲ့ပွဲစဉ်မှာထွန်းမင်းအောင်ကပြိုင်ပွဲရဲ့ပွဲစဉ်အမှတ်9နော်မမြောက်တွဲဆိုင်အဖြစ် Time Fighter Shepherd နဲ့ပွဲထုတ်ခဲ့တာဖြစ်ပါတယ် Time Fighter Shepherd ဟာပွဲအစမှာထွန်းမင်းအောင်ကိုရှေ့ကန်ချက်တွေနဲ့ဖိအားပေးနိုင်ခဲ့ပါတယ် ဲ့လိုဖီအားပိတ်ကန်ထားတဲ့ဂျားကနေထွန်းမင်းအောင်ဟာအကောင်းဆုံးပုံစံနဲ့နောက်ကနေကမ်ဘက်ပြန်လာခဲ့ပြီးတော့ရှက်ဖက်ကိုအလဲထုတ်ပြသွားခဲ့တာဖြစ်ပါတယ်။သူ့ရဲ့တွဲလုံးလက်သီးတွေနောက်ပြီးတော့အပပြင်းထန်တဲ့ဘယ်လက်သီးချက်ဟာပွဲကိုအလှည့်ပြောင်းဖြစ်သွားစေခဲ့တာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ပေါ့လေ။သူဟာရှက်ဖက်ကို၃ချိန်တိုင်းနောက်တောင်းကြအောင်ထိုးလာနိုင်ပြီးရဲ့နောက်မှာတော့ပွဲစီမင်းအရာ ပွဲကြီးတစ်စီမှာပြိုင်ဘက်ကို၃ညိုင်တိုင်းနော့ဒေါင်းကြောင်ထိုးနိုင်ရင်အလိုလျောက်အနိုင်ရတာဖြစ်တဲ့အတွက်ထွန်းမင်းအောင်ဟာအလဲထိုးရလာနဲ့ဟန်ပွဲရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။သူကဘတ်၃သိန်းခွဲကိုလည်း bonus အဖြစ်ရရှိသွားခဲ့တယ်ပေါ့လေ။ထွန်းမင်းအောင်တကယ်ကိုပျော်စရာကောင်းတဲ့ပွဲတစ်ပွဲပါ။ဘာကြောင့်လဲဆိုတော့သူဟာ1နဲ့အဆက်ပြတ်နေခဲ့တာဒီရှောက်လာအောင်ရှိခဲ့ပြီ။1ကသူ့ကိုပွဲရွေးထားခဲ့တာရှောက်လာတာ။အဲ့မှာအခုတကြောပြန်ပြန်လာတဲ့အချိန်မှာနိုင်ပွဲရော bonus ရောရောက်သွားနိုင်ခဲ့တာဆိုတော့ သူ့အတွက်အတိုင်းထက်လုံးကျေနပ်စရာဖြစ်ခဲ့တယ်ခင်ဗျဒီနေရာမှာပွဲရဲ့အလက်ကြောင့်ဖြစ်သွားခဲ့တဲ့အခိုက်အတန့်တွေတခုရှိပါတယ်အဲ့ဒါကတော့သုံးမင်းအောင်မျက်ခုံးကွဲသွားခဲ့တဲ့အချိန်မှာပဲအဲ့လိုမျက်ခုံးကွဲသွားခဲ့တဲ့အချိန်ဟာသူ့အနေနဲ့ပွဲကိုဆက်မထိုးတော့ဘူးလို့ဆရာဝန်ကိုပြောလိုက်မယ်ဆိုရင်ပွဲရတခါလေးပြီးသွားမှာတစ်ဖက်ကရှက်ဖက်အနိုင်သွားတာဖြစ်မယ်အဲ့ဒီအချိန်မှာသူ့ကိုထုံထုံမင်းကဆရာောက်ကလည်းသူ့ကိုရတယ်ရတယ်ပဲပြောဆက်ထိုးနိုင်တယ်ပဲပြောဆိုပြီးတော့ ထွန်းမင်းအောင်ကိုဆက်ထိုးခိုင်းလိုက်ခဲ့တာထွန်းထွန်းမင်းရဲ့ပြောစကားမှာပါတာကအရင်တုန်းကဆိုရင်သူ့ညီဟာနည်းနည်းနောက်ကိုပြင်ပကြည့်ရတယ်ပေါ့သူတို့ပါတဲ့အတွက်ဒီပွဲမှာတော့သူ့ညီကိုမာထားတာကပွဲဝယ်အောင်ဆိုင်နောက်ကိုလုံးဝလှည့်မကြည့်နဲ့သူတို့ပါလာတယ်ဆိုတော့လည်းမေ့ထားသူတို့ဘက်ကိုလှည့်ဦးမကြည့်နဲ့ဆိုပြီးတော့သူကပြောထားခဲ့တာအဲ့တော့ထွန်းမင်းအောင်ဟာမျက်ခုံးကွဲသွားခဲ့တဲ့အချိန်မှာတော့စင်းအောင်မှာရှိနေသူ့ကိုကြည့်ခဲ့တယ်ပေါ့လေအဲ့အချိန်မှာထွန်းထွန်းမင်းပြောလိုက်တဲ့စကားတော့ရတယ်ရတယ်ပြောလို့ပဲသူကပြောလိုက်တာရတယ်ပြောဆက်ထိုးမယ်ပြော အဲ့လိုဆက်ထုံးမယ်ပြောလိုက်တဲ့အနေထားကပဲပွဲကိုအလှည့်ပြောင်းဖြစ်သွားစေခဲ့တာလို့ထွန်းထွန်းမင်းကပြောသွားခဲ့တယ်ခင်ဗျသူ့အနေနဲ့သူ့ညီမျက်ခုံးကွဲသွားတဲ့အချိန်မှာရှုံးပြီလို့တောင်ထင်ထားတာလို့ထွန်းထွန်းမင်းကသူ့ရဲ့ပြောစကားမှာထည့်ပြောသွားခဲ့ပါတယ်အဲ့တော့အဲ့အကြောင်းအရာလေးကိုပြည်သက်တွေသိရှိရအောင်ထွန်းထွန်းမင်းရဲ့ပြောစကားလေးကိုကျွန်တော်အပြည့်စုံပြောပြပါမယ်ခင်ဗျညီလေးထွန်းမင်းအောင်အနိုင်ရတော့အရန်ပြောတာပေါ့ဗျာကျွန်တော်တို့မှာဖိုက်တာတွေဝမ်းမှာရလက်ကောင်းတာတွေရှိနေတာကရှားတယ်လေပထမပွဲစူပါရီရှမ်းပွဲကြည့်လိုက်တော့စင်မကောင်ပေါ့ ်စိတ်မကောင်းမှုဆိုတော့ကိုကလည်းနောက်ဆုံးသားမှာပွဲထုတ်ရမှာဆိုတော့ရှေ့ရတယောက်ရှုံးသွားတဲ့အခါစိတ်မကောင်းဖြစ်တာပေါ့လေဒီပွဲမှာထုံးမင်းအောင်ကွဲသွားပြီဆိုတော့တကယ်ရှုံးသွားပြီထင်ခဲ့တာပေါ့ကျွန်တော်ညီကိုကျွန်တော်អော်လိုက်တာကသူတို့ဆေးစစ်နေတဲ့အချိန်မှာပေါ့လေကျွန်တော်ရတယ်ရတယ်ပြောလို့ပဲអော်လိုက်တာကစားသမားကိုလည်းဆရာဝန်ကပြန်ကြည့်တာကိုကစားသမားကမထိုးကျွန်တော်ဆိုရင်ဆရာဝန်ကလက်မကိုအောက်ဆိုင်ပြလိုက်တော့မှလေကစားသမားကစိတ်အားထက်သန်နေရင်တော့ तू ကပြန်လှုပ်ပေးတာပေါ့နော် ကျွန်တော်ကကျွန်တော်ညီကိုခေါင်းမဲ့နှိမ့်ခိုင်းတာသူတို့စစ်စစ်နဲ့အစ်စ်မခံဘူးကိုရသေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဆက်ထိုးခိုင်းခဲ့တာဒီနေ့ဘက်မှာကျွန်တော်ညီကအရှုံးကနေပြန်လာနေတာဆိုတော့အရန်လေးပြောတာပေါ့ဗျာဆိုပြီးတော့ထွန်းထွန်းမင်းကပြောသွားခဲ့တာဖြစ်ပါတယ်ထွန်းထွန်းမင်းက "तू ဟာဝမ်ကိုရောက်လာဖို့ရှိတဲ့အကြောင်းလဲအရေးအမြတ်ထဲသွင်းပြီးတော့အသိပေးသွားခဲ့ပါတယ်ခင်ဗျာအဲ့တော့ဒီပွဲရဲ့အရေးပါတဲ့အခိုက်အတန့်လေးတစ်ခုရဲ့ထွန်းမင်းအောင်ကိုသူ့ကိုထွန်းထွန်းမင်းကအကြံပေးခဲ့တဲ့စကားစိတ်အား ညှစ်တင်ပေးလိုက်တဲ့ဇကားဟာဒီပွဲအတွက်အရေးပါတယ်ဆိုတဲ့အကြောင်းပြည်သက်တွေသိရှိရအောင်တင်ဆက်ပြပေးတာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးပြည်သက်အားလုံးကိုအထူးရဲ့ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ